ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘောမချင်းကနေကြိုဆိုပါရစေပရီးမီးယားလိပွဲစဉ်ခွန်အဖြစ်ကျွန်တော်တို့သာနောက်ဆုံးကစားမဲ့ပေါ့နော်ဘရန်ဖူးနဲ့မန်ချက်စတာစီးတီးတို့ပွဲအကြောင်းကိုကျွန်တော်ပြောကြည့်အောင်ပါဒါကတော့တနင်္ဂနွေနေ့ည10:00နာရီမှာရှင်မိန်ကစားမှာဖြစ်ပြီးတော့ဘရန်ဖူးရဲ့အိမ်ခွင်းမှာရှင်မိန်ကစားမှာကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်6ကိုပြန်ကြည့်ရင်တော့ဘရန်ဖူးကမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့ပေါ့နော်အိမ်ခွင်းမှာ3-1နဲ့ကျွန်တော်တို့သာအနိုင်ယူထားတာမန်ချက်စတာစီးတီးကလည်းအိမ်ခွင်းမှာဘန်လီကို5-1နဲ့ကျွန်တော်အနိုင်ယူထားတာ ဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အာနှစ်သင်းစလုံးကတော့ဗောနော weekend တွေမှာတော်တော်လေးကိုအချိန်ကြီးကောင်းထားတယ်မန်ချက်စတာစီးတီးကဂျာယန့်မှာ Champions League ကစားခဲ့ပြီးတော့မိုနာကိုနဲ့တစ်ဖက်ကို2-0စီတည်ကြတယ်2-0စီတည်ကြတော့သူတို့အနေနဲ့ဥရောပမှာသူတို့၃မှတ်ရခဲ့တဲ့နယ်ပွဲမရခဲ့ဘူးလို့ကျွန်တော်ပြောရမယ်နော်၃မှတ်ရခဲ့တဲ့နယ်ပွဲမရခဲ့ဘူးဆိုတော့အဲ့ဒါတွေကိုကျွန်တော်ဒီ weekend မှာသူတို့တွေပေါက်ကွဲပြနိုင်မှုလို့တယ် ။ဒါပြီးလို့ရှိရင်လည်းပဲ international break နားကြပြီဆိုတော့ဒါ Manchester City တွေဒီနိုင်ပွဲကအရေးကြီးတဲ့နေရာမှာပါတယ်လို့ကျွန်တော်ပြောရမယ်။ဒါအပြင် Manchester City နေနဲ့လက်ရှိဘောနော Title Challenge ကိုသွားနေပါတယ်ဆိုတော့ Liverpool Arsenal တို့နဲ့အမှတ်ပြန်ပြီးတော့ကတ်နိုင်ဖို့အတွက်လည်းသူတို့ကြိုးပမ်းရမှာ။နော်ဆိုတော့ Brentford ကလက်ရှိမှာဆိုလို့ရှိရင်6ပွဲကစားထားတဲ့နေရာမှာသူတို့2ပွဲနိုင်ထားတယ်ဗောနော်ပရီးမီးယားလိမှာတပွဲတည်းကြာပြီးတော့သူတို့3ပွဲရှုံးထားတယ်9ခုရပြီးတော့ခန်းစစ်က17ခုကျွန်တော်ပြန်ပြီးထားရတယ် ါဟာရှိမှ Manchester United ကို3ဂိုးသွင်းခဲ့တဲ့ပွဲကလည်းကျွန်တော်အပါပဲပေါ့နော်နောက်တစ်ခုက Manchester City က6ပွဲမှသူတို့3ပွဲနိုင်ထားပါတယ်တပွဲတည်ကြပြီးတော့သူတို့2ပွဲရှုံးနေထားတယ်တိုက်စစ်က14ဂိုးဒီရထားပြီးတော့ဒီရဒီ Premier League ရဲ့အကောင်ဆုံးတိုက်စစ်လို့ကျွန်တော်ပြောလို့ရတယ်လက်ရှိချိန်ထိခန်စစ်ကကျွန်တော်6ဂိုးပြန်ပြီးထားရတယ်လက်ရှိအဆင့်3က Arsenal နဲ့ကျွန်တော်သာ3မှတ်กว่าအဆင့်4ကဘုံမောင်းနဲ့ကျွန်တော်သာ ဘယ်လိုပြောမလဲဒီเนาะကျွန်တော်တို့ဒီအစင်လေးကဘုံပေါက်နဲ့လေကျွန်တော်တို့အမှတ်กว่าဆိုတော့ဗာလေဒီအစင်အစင်လေးကအာဆင်နယ်လို့ပေါက်နေတယ်အမှတ်ဒီပါလေးกว่าတယ်ဗျာဆိုတော့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်เนาะအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Manchester City တို့ဗာတို့အနေနဲ့အတိုင်းတာတစ်ခုဒီကျွန်တော်တို့အမှတ်ဒီပြန်ပြီးတော့ကတ်နိုင်ဖို့သူတို့ချူပန်းမှာပဲเนาะဆိုတော့ဘုံပေါက်တို့ဗာတို့ကတော့ဗောနော်ဒါတပွဲကစားပြီးသွားပြီပေါ့ဒီနေ့ကကျွန်တော်တို့က9ပွဲပေါ့နော်ကျွန်တော်တို့ကစားတာပြီးသွားပြီပေါ့နော်ဆိုတော့ပုံမောက်ကအဆင့်နှစ်တွေပါပြီးပြန်တက်လာပြီဆိုတော့ကြောင့် Manchester City အနေနဲ့ နော်မန်ချက်စတာစီးတီးအနေနဲ့ဒီပွဲကနိုင်မှုလိုတယ်နိုင်မှပဲရှေ့ရကျွန်တော်ပေါ့နော်အသင်းအနေနဲ့သူတို့တွေကအမှတ်တီပါတွေတက်နိုင်တယ်များကျွန်တော်တို့ကကတ်နိုင်မှာနော်ဆိုတော့ဒါကြောင့်လည်းရှိမှာဒီပွဲမှာဆိုလို့ရှိရင်တော့ Manchester City အိမ်ကွင်းမှာ sorry အဝေးကွင်းမှာလာပြီးတော့ကစားမှာဟာလွဲကူတယ်လို့ဆိုလိုတာတော့ကျွန်တော်မဟုတ်ပေမဲ့လည်းလို့သူတို့လွဲကူအောင်တော့ကျွန်တော်လုပ်ရမယ်သူတို့ပြင်အဲ Midweek မှာမနိုင်ခဲ့တာက City တွေတော့တော်တော်ဆိုးသွားတာတခုရှိတာကဒီဘာလဲဒီ Brentford ကပေါ့နော် counter attack တီပါတွေမှာဆိုလို့ရှိရင်တအားကိုကောင်းနေတာ တိုက်စစ်မှာဆိုရင်ရှာရာတို့ဘာလို့ကတကယ်တကယ်တမ်းကောင်တာအထက်ဒီကောင်းကောင်းသွားနေတဲ့ကစားမှာဂျော်ဒန်ဟန်နဆန်ရဲ့ဘောတွေတို့နော်ဂျော်ဒန်ဟန်နဆန်ပေးလိုက်တဲ့လောင်းဘောတွေကနေစင်အကောင်ဆုံးအသုံးချနေတဲ့ကစားမှာနော်ဆိုတော့နော်ဒါကြောင့်ကျွန်တော်ကြည့်ရင်ရိုမန်ချက်စတာစီးတီးကိုမန်ချက်စတာစီးတီးလိုမျိုးကျွန်တော်သာ position base နဲ့အသာစီးယူပြီးတော့ကစားခြင်းနဲ့အတင်းတင်းတွေပဲတံပြန်ညီကနေတစင်ကောင်းကောင်းဒုက္ခပေးနေတဲ့အတင်းမျိုးပါ ဆိုတော့လည်းပဲ United ရဲ့ခံစစ်လိုမျိုးကျွန်တော်ဘယ်တော့ဟိုရိုးရိုးရွံ့ရွံ့နေဖြစ်နေမှာမဟုတ်တဲ့အတွက် Manchester City ခံစစ်ကို counter attack နဲ့တွားဖို့ဆိုတာကလည်း Brentford အတွက်တော့ထင်တယ်လို့လွယ်ချင်မှလွယ်မှာပေါ့လေဆိုတော့လည်းပဲတေချာတာတစ်ခုကတော့ဒီပွဲမှာဒီပွဲမှာကျွန်တော် Brentford အနေနဲ့အိမ်ဝင်ဖြစ်ပြစေဦးတော့ Manchester City ကိုကျွန်တော်သာရှင်ကစားဖို့ကမလွယ်ပါဘူး City က ရာဒီစာ၃ဘွဲ၄ဘွဲလောက်မှာတိုင်ပတ်ခဲ့ပြီမဲ့လို့အခုမှပြန်ပြီးတော့သူတို့ရဲ့ပုံစံလေးတွေကိုပြင်မြင်လာပြီဒါတော့မှတချို့ကစားမတွေ injury ပြဿနာတွေကြောင့်လွဲနေရတော့မယ်ဒါကြောင့် Manchester City အနေနဲ့ Brentford ကွင်းမှာသူတို့အတွက်ဒါအမှန်ရဖို့အတွက်အချိန်ညီကောင်းတစ်ခုကိုပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ထင်တယ်။နီးပြ Guardiola အတွက်တော့လက်ရှိတိုက်တဲ့ race တို့ကျွန်တော်ပြောလိုက်ရင်ထယ်သွင်းခံရခြင်းနဲ့မှမပါတော့ဘူး။ဒါ Liverpool နဲ့ Arsenal Arsenal Liverpool ဆိုတော့နှစ်သင်းလောက်ပဲကျွန်တော်စကားတိုင်းမှာပြောတော့တာ။ဒါပေမဲ့လို့ Manchester City အနေနဲ့ ီးခဲ့တဲ့နေရာဒီပြောင်းရွှေ့အဲ့ဒီရှိဇန်နဝါရီပြောင်းရွှေ့ငွေဒီကိုစီတုံးထားပြီးတဲ့အချိန်မျိုးမှာ Title Race Day ကိုသူတို့ပြန်ပါမှကျွန်တော်ရမယ်သူတို့ပြင်တော့အခုလိုမျိုးအမှတ်တွေအများကြီးမကွာသေးတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ပိုတော့ရည်ကြီးသေးတယ်ရာဒီအစပိုင်းဒီမှာကလေးကအမှတ်တွေတက်နေတယ်များယူထားပြီးတော့အချင်းဒီကောင်းကိုသူတို့ပိုင်ရမှာဘရန်ဖိုးကနီးပြအစ်စ်နဲ့ပေါ့နော်ကျွန်တော်သာကိတ်အန်ဒရူးလာနော်နီးပြအစ်စ်နဲ့ လို့ပြောမလဲအများကြီးတော့မျော်လင့်လို့တော့မရဘူးပေါ့လေရှေ့ပွဲမှာ Manchester United ကိုအနိုင်ယူတယ်လို့ဟလား Chelsea ကိုတည်ရကြအောင်ကစားတယ်လို့ဒါအထင်ကြီးတရားတွေပါအတင်းကြီးတွေကိုသူတို့တွေဒုက္ခပေးနေတာဒါပေမဲ့လည်းဘောနော် Manchester City လိုမျိုးဒါ Chelsea တို့ Manchester United တို့တွေပို့ပြီးတော့အန်ဒီရများတဲ့ဆိုတဲ့တိုက်စစ်ကိုသူတို့တွေကျွန်တော်တို့လုံးဝတားဆီးနိုင်ဘူးဆိုတာမျိုးကမလွယ်ပါဘူးနော်ဘရန်ဘူးမှာတော့ကောင်တာအထက်တီတို့ပေါ့နော်အမြင်ဘောတွေတို့ကတော့အာသာချက်ပေါ့လေဒါပေမဲ့လို့ Manchester City ရဲ့တိုက်စစ်မန်ချက်စတာစီးတီးရဲ့အခွင့်အရေးဖန်တီးဖို့ကြိုးပမ်းတာတွေကို တို့ရက်တက်နိုင်ဖို့ဆိုတာမျိုးကတော့မလွယ်ပါဘူးเนาะဒါကြောင့် Brentford အနေနဲ့အိမ်ခွင်းမှာ Manchester City ကိုကျွန်တော်ဒါရလက်မထင်မှတ်ရင်ကျွန်တော်ပြည့်ပြတ်တတ်တာနေတော့မှရှုံးသွားနိုင်စွာရှိတဲ့အနေအထားမျိုးလေးကျွန်တော်ထင်တယ်ဒီလိုရောဘယ်လိုမြင်ကြလဲ Manchester City ကိုအိမ်ခွင်းမှာ Brentford ဒုက္ခပေးနိုင်မယ်ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုချစ်သီးများကြီးတင်ပါတယ်